ားလုံးပဲမင်္ဂလာပါ Forever Gunner Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့ညမှာတော့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါအရင်ဆုံးအနေနဲ့ကျွန်တော် Arsenal တင်းကဒီကနေ့မနက်အစောပိုင်းမှာကစားသွားတဲ့ဒါ EFL ပွဲစဉ်ကိုဒါ Emirates Stadium မှာအခမ်းအနားရှင်းပြန်ကစားတယ် ဒီပွဲစဉ်မှာတော့ကျွန်တော်တို့အာဆင်နယ်အသင်းကဘိုက်တန်အသင်းကိုဒါ2-0ဆိုတဲ့ရလတ်နဲ့အနိုင်ရရှိသွားခဲ့ပြီးတော့ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အာဆင်နယ်အသင်းရဲ့အပေါင်းလက္ခဏာဆောင်ခြင်းများစွာကိုဒါကျွန်တော်အနေနဲ့ကျွန်တော်အမြင်လေးတွေကိုကျွန်တော်အနေနဲ့ဒါနည်းနည်းတော့ဆွေးနွေးသုံးသပ်သွားမယ်ဒါတောင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားသမားတွေတဲကဒါအာဆင်နယ်အသင်းကိုအမြန်ဆုံးပြန်လဲပါဝင်ပူးပေါင်းလာနိုင်မယ့်ကစားသမားတွေအကြောင်းဒါနည်းနည်းတော့ဆွေးနွေးသုံးသပ်သွားမယ် โอเคပါဒါဆိုကျွန်တော်တို့အရင်ဆုံးအနေနဲ့ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာကစားသွားတယ်ဒါ Brighton နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ Arsenal တင်ကဒါကစားသမား10ရောက်လောက်ထိကိုဒါအပြောင်းလဲလုပ်ပြီးကစားသွားတယ်ဒါကျွန်တော်တို့ဆိုလို့ရှိရင်ဒီ Lucien ကိုမြင်လိုက်ရတဲ့အချိန်မှာဒါဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်အနေနဲ့အော်ဒီ Lucien ကဒါဖြစ်နိုင်ပါမလားဆိုတော့ဒါဟိုဘယ်လိုပြောရမလဲ ဟိုအတွေးလေးနဲ့အနှဲငယ်တော့ဝင်မိတာပေါ့လေဒါကျွန်တော်အနေနဲ့အပြည့်အဝတော့မဝင်ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်အားပေးတဲ့အာဆင်နဲ့တင်းရဲ့စကွတ်တက်တောင်တင်းမှုကဒီရဒီမှာတော်တော်လေးတိတိတတ်တာပြောင်းလဲလာတာဖြစ်တဲ့အတော့ဒါဘာဖြစ်ဖြစ်ကျွန်တော်အနေနဲ့ဒါအန်တော့အန်အော်တယ်ဒါအရင်တော့အန်အော်နေစရာတော့ရှိမနေဘူးပေါ့လေဒါပေမဲ့ဘာဖြစ်ဖြစ်ပါကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ ဒီနေ့မနက်ပွဲစဉ်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းကတော်တော်လေးကောင်းတဲ့ performance ကို ပြသနိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါလူငယ်ကစားသမားတွေများစွာကိုအသုံးပြုလာတာဖြစ်သည့်အတိုင်းအောင် right တဲ့အသင်းကိုလောက်လောက်လာလာဒါရှင်ပြန်ကစားနိုင်လောက်တဲ့အထိကိုဒါခြေစွမ်းထက်မြက်ခဲ့ပြီးတော့ဒါတိုက်စစ်ကကစားသမားတွေကအစဒါခန့်စစ်ကစားသမားတွေအစုံဒါအကုန်လုံးက valley ညီညီနဲ့ဒါအကုန်လုံးအလုပ်လုပ်သွားတာကိုမြင်ရတယ်လို့ဒါနောက်တန်းမှာကိုဘယ်လိုကိုပေါ့ရဲ့စောက်ရှောက်သူအဖြစ်ဒါဟို ပေါ်ထွက်ခွင့်ရလာတဲ့ Kiparika Blacka အနေနဲ့လဲတာအကောင်းဆုံးလက်စွမ်းပြသွားတယ်ဒီနေရာမှာကျွန်တော်အနေနဲ့အနောက်တန်းလေတဲ့ရှေ့တန်းနေရာတွေမှာကျွန်တော်အနေနဲ့ကျွန်တော် ထူးထူးချွတ်ချွတ်မြင်ခဲ့ရတဲ့ကစားသမားတွေကိုအရင်ဆုံးပြောချင်တယ်ဒါကတော့ဘယ်သူတွေလဲဆိုတော့ဒါကြောင့်နောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့မြင်ခဲ့ရတာကတပီယရိုအင်ကပေးကိုကျွန်တော်ညတော်တော်လေးဟိုဘယ်လိုပြောမလဲသဘောကျတယ်တော်တော်လေးသဘောကျတယ်ဘာလို့လဲဆိုသူ့အနေနဲ့ဒါပထမအဦးဆုံးဂိုးကိုသူ့နေသူ့စီကနေဒီဘောလုံးကစတင်ခဲ့တာဗောလေသူ့စီကနေဘောလုံးစတင်ခဲ့ပြီးတော့မှဒါ IPHSC ဇီကနေမှဒါ Merino Merino ကနေမှ Milo Skelly ကနေမှဒါ Ethan Wanery ဗောလေဒါဒီလိုမျိုးတွားပြီးတော့မှဂိုးဖြစ်သွားတာ ဘယ်လိုပြောမလဲဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်သူ့ရဲ့ကစားပုံကိုဒီရာဒီမှာတော်တော်လေးဟိုဘယ်လိုပြောမြင်ခဲ့ရတာမျိုးမရှိသေးဘူးပြောရပြီဆိုလို့ရှိရင်နောက်ထပ်တစ်ချက်အနေနဲ့ကကျွန်တော်တို့တွေကသူ့ရဲ့ကစားပုံကို highlight တွေအနေနဲ့ပဲအကောင်းဆုံးဆိုတဲ့ဟာကိုကျွန်တော်ကလက်ခံခဲ့တာဒါပေမဲ့ဒီကနေ့ပွဲစဉ်မှာတော့ကျွန်တော်တို့တွေသူ့ရဲ့ဟိုဘယ်လိုပြောမလဲလှုပ်အားနှုံနဲ့သူ့ရဲ့ကစားပုံကိုကျွန်တော်အနေနဲ့မချီးကျူးလို့မရလောက်တဲ့အထိကိုသူ့အနေနဲ့ကောင်းခဲ့တယ် rating က80ကိုရှိခဲ့တာဗျတော်တော်လေးကောင်းတဲ့ performance မှာ ဒါနောက်တစ်တယောက်အနေနဲ့ကတော့ကျွန်တော်တို့ကွင်းလေကဒါကွင်းလေကကစားသမားပေါ့လေကွင်းလေကမီခေမယ်ရီနိုပါမီခေမယ်ရီနိုရဲ့ impact ကတော်တော်လေးကိုအာဆင်နယ်မှာတက်ရောက်တယ်ဆိုတာဒါကျွန်တော်လက်ခံရမယ်ဗျာဘာလို့လဲဆိုမီခေမယ်ရီနိုကဒါဒီဒီမနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါသူသူ့ရဲ့ pass ကြီးကကြောက်ဖို့ကောင်းလိုက်တာဗျာတိလာကြောက်နေနေဒီလိုမျိုးကြီးပေးသွားလိုက်မယ်လို့တော့မထင်ဘူးဒါ normal pass အနေနဲ့ဆိုလို့ရှိရင် EPSC အစည်းကြီးကိုခြာရင်ခြာပေးမယ် ါမှမဟုတ်လို့ရှိရင်သူ့အနေနဲ့ဒါဘောလုံးနဲ့အတူတူကစားသမားတွေကျဲဟိုဘယ်လိုမှနေရာလွတ်ရောက်အောင်တခြားကစားသမားတွေကိုပြန်မကစားသမားတွေကိုဆွဲခေါ်သွားမယ်လို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့ကစားသမားကဘယ်လိုပြောမလဲဘယ်လိုမျိုးစိတ်ကူးစိတ်တန်ရွာလဲတော့မသိဘူးဟုတ်ကဲ့ကောင်နောက်ပေါက်ကြီးနေပြီအတိလားထင်အောင်မထင်အောင်ရာအတိလားလုံးဝကြီးပေးသွားတာကောင်းလိုက်တယ်ပေါ့โอเคပါအဲ့ဒါနဲ့ကျွန်တော်တို့ဒါ မိုင်လူးစကယ်လီစီရောက်တယ်ဒါအီတန်ဝနရီစီရောက်ပြီးတော့ကိုဖြစ်သွားတယ်ဗောလေဒါဒီပွဲစီမှာဆိုလို့ရှိရင်တော့တော်တော်လေးလူငယ်ကစားသမားတွေတော်တော်လေးကောင်းတယ်လို့ဒါမက်ချ်တောင်းမန်းရဲ့ခြေစွမ်းခြေစားတွေကိုလည်းမြင်ခဲ့ရတယ်ဒါကတော့ဒီမနက်ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်မြင်ခဲ့ရတဲ့ဟိုအရာလေးတချို့ကိုကြောင်းညီကိုတွေပြန်ပြီး share လုပ်လို့ပြတာဗောလေဒါကြောင်းညီကိုတွေလည်းကြည်ပြီးသွားလို့ပါပြီအဲ့တော့ကျွန်တော်ဒန်ရကစားသမားတွေတင်မှာဘယ်ကစားသမားတွေကအမြန်ဆုံးပြန်လာနိုင်မှာလဲဆိုတဲ့မေးခွန်းတွေကိုကျွန်တော်တိတိလောက်လေးကြောင်းညီကိုတွေကို share လုပ်သွားခြင်းတယ်ဒါကပါလဲဆိုတော့အရင်ဆုံးနေနဲ့ ကျွန်တော်တို့အာဆင်နယ်အသင်းကိုဒီရာဒီမှာအသစ်ပြောင်းရွှေ့လာတဲ့ဒါတောင်မန်ကစားသမားနိုနီမန်ဒူကီပေါ့လေနိုနီမန်ဒူကီကဒါဟိုတရောက်ခွက်ကြော်ထန်အရရှိထားတယ်ကျွန်တော်တို့ထင်တာကသွားပြီးဒီကစားသမားကအနေဆုံး6ပတ်ကနေ10ပတ်ထိနားယူရောက်မယ်ကျွန်တော်တို့သိထားတာပေါ့လေဒါပေမဲ့ဒီကနေ့တက်လာတဲ့သတင်းတွေအရာနိုနီမန်ဒူကီကဒါသူ့ရဲ့ဒဏ်ရာအလင်အမြန်တက်တာလာမှုလင်းလင်းမြန်မြန်တက်တာလာတဲ့အတွက်ပေါ့လေကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ ဒါလေ့ကျင့်ရေးကွင်းကိုတော့သူ့အနေနဲ့အသေးစား training တွေလုပ်ဖို့အတွက်လာရောက်ပူးပေါင်းနေတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကပေါ်ပြထားတယ်ဒီသတင်းကိုဒါဘယ်လိုပြောမလဲခိုင်မာလားဟိုဘယ်လိုပြောရောမာလားဆိုတာကတော့ကျွန်တော်ခိုင်မာတဲ့သတင်းဌာနတွေကပေါ်ပြထားတာမျိုးမဟုတ်ဘူးခိုင်မာတဲ့သတင်းဌာနတွေကပေါ်ပြချက်အရဆိုလို့ရှိရင်နိုဒီမတ်ဒူကီကတတ်မှတ်ထားတဲ့ရက်ထက်အစောဆုံးပြန်လာနိုင်မယ်ဆိုတော့ဟိုဘယ်လိုပြောမလဲသတင်း report တွေပဲကျွန်တော်တို့အနေနဲ့မြင်တွေ့ခဲ့ရတယ်နောက်တစ်ယောက်အနေနဲ့ကတော့ဒါကျွန်တော်တို့ရဲ့ Arsenal အသင်းရဲ့ အသင်းကောင်းဆောင်ပေါ့လေဒါ Martin Odegaard ပေါ့ Martin Odegaard အနေနဲ့ကကျွန်တော်သူသူ့ရဲ့ဟိုဘယ်လိုပြောမလဲတည်င်းတွေကိုကျွန်တော်တို့အမြဲတမ်းကြည့်တယ်ကြည့်တဲ့အချိန်မှာ Martin Odegaard ကကျွန်တော်တို့ဒါဟိုရှိပတ်တွေတော့လည်းကျွန်တော်တင်ပေးလို့တဲ့တည်င်းထဲမှာပါတယ် Martin Odegaard ကအသေးစားတရားတွေပြုလုပ်နေအသေးစား sorry အသေးစားလေ့ကျင့်ရေးတွေပြုလုပ်နေပြီးတော့ကစားသမားကတော်တော်လေး strong ဖြစ်လာတယ်ဆိုပြီးတော့ကျွန်တော်တည်င်းတွေတင်ပေးခဲ့ဘူးတယ်ဒါဒီကနေ့မှာဒီကနေ့ညမှာတော့တက်လာတည်င်းတွေကသူ့အနေနဲ့က ဒါဘယ်လိုပြောမလဲဒီမနက်ကစားသွားတဲ့ Brighton နဲ့ပွဲစဉ်မှာတော့ဒါကစားဖို့အတွက်အသင်းကိုတောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေတက်နေတယ်။တလောက်တောင်းမဲလဲလဲမဲမဲတက်တာလာလာဆိုတဲ့ဟိုမေကွန်းတစ်ခုမေးစရာရှိနေတယ်လို့မင်းဘလောက်ပဲတက်တာတာငါတို့ကတော့မသုံးစီချင်းသေးဘူးဆိုတဲ့ပြိတ္တတရားလည်းအများကြီးရှိတယ်။ဘာလို့လဲဆိုလို့ရှိရင်သူ့အနေနဲ့ဒီဟာဒီမှာဒန်ရတာဒါဒီတစ်ချိန်ရောဆိုစွတ်စွပေါင်းဒါကျွန်တော်တို့၃ချိန်ထိရှိသွားပြီ။ ဒါဘယ်လိုပြောမလဲယာဒီအစမှာနေ3ချိန်ထိရထားတဲ့ဒဏ်ရာဖြစ်တဲ့အတော့ကျွန်တော်တို့အာဆင်နယ်ပြိသက်တွေအနေနဲ့ရောအာဆင်နယ်တောင်အသင်းတောင်ဝင်ရှိသူတွေအနေနဲ့ရောဒီအချက်ကိုကောင်းကောင်းလေးစဉ်းစားသိနေလို့ထင်တယ်ဒါဒီကစားသမားကဒါကျွန်တော်အနေနဲ့အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့အ мян ဆုံးပြန်လဲတက်တာလာပြီးတော့အသင်းနဲ့အ мян ဆုံးပူးပေါင်းနိုင်တော့မယ်ဆိုပြီးတော့သတင်းမီဒီယာတွေကပေါ်ပြထားတယ်လေဒါဒီမီဒီယာတွေပေါ်ပြထားတယ်ဒါပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါဒဏ်ရာ ဘယ်လိုပြောရမလဲစေယုံအုံကြီးပေါ့လေဒါကာဗီယဲဂျေဆုကာဗီယဲဂျေဆုကလည်းဒါသူ့အနေနဲ့အပြင်းထန်ထန်လေးကြည့်နေတဲ့ဗီဒီယိုတွေတောက်လျှောက်တက်လာပြီးတော့ဒါဒီကစားသမားကလည်းအသင်းမှာစာချုပ်တက်တန်ကုန်နေတီဆက်ရှိသွားမယ်ဆိုပြီးတော့သတင်းမီဒီယာတွေကပေါ်ပြထားပါတယ်နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆနယ်အသင်းရဲ့ဒါနီးပြမီခေအာဒီတာပေါ့လေဒါဒီကနေ့မနက် EFL ပွဲစဉ်အပီးမှာ match down နဲ့ပတ်သက်ပြီးတော့ ဒါပြောကြားထားတဲ့ match downman ရဲ့ကစားပုံနဲ့ပတ်သက်လို့လေ match downman ကတကယ့်ကိုဟိုကောင်းတဲ့ player တယောက်ပါသူ့အနေနဲ့ဒါအယမ်းမြန်တဲ့အသင်းညီမနဲ့ကစားရတဲ့အချိန်ကြလို့ရှိရင်တော်တော်လေးကိုအံဝင်ကြရရှိပြီးတော့သူ့ရဲ့ကစားပုံတိုင်းကကျွန်တော်တို့အသင်းအတွက်အကောင်းဆုံးနေပဲယူဆောင်လာပြီးတယ်ဆိုပြီးတော့ဒါမီကေအာတီတာကပြောကြားထားပါတယ် နောက်တဲ့သတင်းပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကိုဒါဒီရဒီမှာပြောင်းရွှေ့လာတဲ့ပီအေရိုအင်ကပီနဲ့ပတ်သက်ပြီးတော့ဒါစာပြီးအလွန်ဆိုပေါ့လေရီမက်ထရနီပဲစာပြီးအလွန်ဆိုကပြောကြားထားတယ်ဒါကပါလဲဆိုတော့ဒါအာဆင်နယ်ပြိတ္တတွေအနေနဲ့ဒါဒီကောင်လေးကဒါဘလောက်တောင်ကြောက်ဖို့ကောင်းနေဆိုတော့ကိုမကြခင်မှာတိလာနိုင်မယ်ဒီကောင်လေးရဲ့လိမ္မာပါနမှုနဲ့ရန်လိုမှုကိုအချိန်ကိုက်အသုံးပြုနိုင်ရင်ဒီကောင်လေးစီက ထိတ်တန်းကစားသမားအဆင့်ရှိတဲ့ဒါရေးသွေးတွေအများစွာရလာနိုင်ပြီးတော့ဒီဒီကစားသမားလိကတကယ့်ကိုကောင်းတဲ့ပလေယာဖြစ်တယ်ဆိုပြီးတော့ဇာပီအလွန်ဆိုကပြောကြထားပါတယ်ဒါကတော့ကျွန်တော်အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့ဒီကနေ့ညနေရဒါအာဆင်နယ်တင်းရဲ့သတင်းတွေဖြစ်ပြီးတော့ဒါကြောင့်ညီကိုတွေရောဘလို့ထင်လဲဒါညာဒီကနေ့မနေ့ကကစားသွားတဲ့ပွဲစဉ်မှာဒါဘယ်ကစားသမားတွေကိုကြိုက်လဲကောမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်